ိုင်းတုံမြို့နယ်42ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေးညှိနှိုင်းစည်းဝေးကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရဲမြင့်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်၌42ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေးညှိနှိုင်းစည်းဝေးကိုယနေ့နဲ့နဲ့ပိုင်းချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။ ရင်းညိနိုင်စည်းဝေးတွင်ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဥငိန်ထွန်းကျော်က52ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ဆောင်ရွက်မည့်အစည်းအဝေးများဆွေးနွေးပြောကြားရာစုပေါင်းဘုံကထိန်ကိုရခင်နှစ်ကကျင်းပခဲ့သည့်အစည်းအဝေးအတိုင်းစီစဉ်ဆောင်ရွက်တော်မှာဖြစ်ကြောင်းရခင်နှစ်က ခရိုင်မြို့နယ်ပေါင်းပရိသာပင်ကြီး20ပင်နှင့်ပြည်သူထံမှပရိသာပင်အသေး73ပင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်းယခုနှစ်လည်းပူပေါင်းပြီးအဖိတ်နှင့်နည်းနည်းမှပရိသာပင်များစုပေါင်းပြီးလှည့်လည်ကား ဥပုပ်နေတွင်ရေးဆက်ချတရားတော်နာကြပြီးစာရေးတံမဲပြုလုပ်၍ကြရာဘုံကြီးเจ้าကိုလူနန်းသောမှာဖြစ်ကြောင်းမိုင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ဘုံတော်ကြီးเจ้า၁၉เจ้าမှာတန်ဃာ၁၉ပါးကိုစုပေါင်းဘုံကထိန်ပြုလုပ်မြီမြို့မှဘုံတော်ကြီးเจ้าတို့ပင့်ဖိတ်ပြီးဥပုပ်ရဲ့နေ့နနက်9နာရီချိန်တွင်တန်ဃာတော်အပားတရားကိုစွန့်စံစိန်စွန်းစံစိန်လောင်းလူပြီးနောက်လူဒန်းသည့်ပရိသတ်ပင်များကို ရေစက်ချလူတန်းသွားမှာဖြစ်ကြောင်းအမှားစကားပြောကြခဲ့ပါတယ်ဆက်လက်၍ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသိန်းစော်ဝင်းက42ကြိမ်မြောက်စုပေါင်းမဟာဘုံကတိန်တွင် ကော်မတီများဖွဲ့စည်း၍အဖွဲ့လိုက်မိမိတာဝန်ကျရာကိုစိတ်အားလူအားစေတနာအပြည့်နှင့်ဆောင်ရွက်သွားကြရန်ပြောကြားပြီးတက်ရောက်လာသောခရိုင်မျိုးနယ်စင်ဌာနဆိုင်ရာတာဝန်ရှိသူများကမိုင်းတုံမျိုးနယ်အတွင်းရှိဘုံတော်ကြီးကျောင်း၁၉ကျောင်းမှတန်ဃာတော်များ ပြိတကက်စာတင်တိုက်ရှိစာချကိုရောများနှင့်ကိုရီများအတွေ့စွန်းစကတ်နိုင်ရေးပရိသေများလှူဒန်းစကတ်နိုင်ရေးဆောင်ရွက်ရမည့်အစီအမံများကိုအတိအသေးဆွေးနွေးခဲ့ကြပါသည် မိုင်းတုံမြို့နယ်အတွင်း၌စူပေါင်းမဟာဘုံကရင်ကျင်းပလာခဲ့သည်မှာယခုနှစ်တွင်42ကြိမ်မြောက်သို့ရောက်ရှိလာပြီဖြစ်ကြောင်းနှင့်မြို့နယ်အတွင်းရှိဖုံတော်ကြီးကျောင်း16ကျောင်းသို့ဌာနဆိုင်ရာဝန်ထမ်းများကမိမိတို့မဲကြသည့်ကျောင်းကိုပရိသတ်ပင်များစက်ကပ်လူဒန်းသွားနိုင်ရေးစောင့်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ